မိတ်ဆွေအင်္ဂါသားသမီးတွေရဲ့အာယုံပြုမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာလက်ရှိမှာကိုကိုကိုစိတ်တိုင်းမကြခြင်းမျိုးတွေအားမရခြင်းမျိုးတွေကြုံတွေ့နေရတာမျိုးငါတိထပ်ပူလုံးနိုင်ရမှာလို့စိတ်ကူးတွေရရှိနေတာမျိုးငါကငါတတော်အသုံးမချပါလားငါတတော်ညံ့ပါလားဆိုပြီးကိုကိုကိုနဂရစ်ဆန်တွေတွေးခေါ်နေတာမျိုးတွေကိုကိုကိုယဉ်ထဲမှာအမားတွေကိုပဲအပြစ်မြင်ပြီးတော့ချစ်ဆန်မရောက်နေတဲ့စိတ်မျိုးတွေဖြစ်ပေါ်နေတဲ့အတွက်မိတ်ဆွေတို့အနေနဲ့ ဖြစ်ခဲ့ပြီးသားအရာတွေပြီးခဲ့ပြီးသားအရာတွေကို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 ပြန်သုံးသပ်ရင်းနဲ့ကွန်ပျူတာရောကြနေတာမျိုးလှုပ်ရှင်ကန်နေတဲ့စိတ်တွေအားနည်းနေတဲ့စိတ်မျိုးတွေဖြစ်ပေါ်နေတဲ့အတွက်မိတ်ဆွေအင်္ဂါသားသမီးတွေနဲ့လက်ရှိကာလအတိုင်းမှာအရာရာကိုအဲမိတ်ဆွေတို့အနေနဲ့ပြီးခဲ့တာတွေကိုလည်းပြီးပြီလို့သာသတ်မှတ်ပြီးရှေ့တိုးပြီးတော့ကံကောင်းအောင်တိုးတက်ဆောင်ရွက်ဖို့အတွက်တော့အကြံပြုပြောကြားလိုက်ပါရစေအလောက်က အလုတ်ကိုင်းနဲ့ပတ်သက်လာရင်တော့လက်ရှိမှာလုပ်ငန်းလုပ်ရက်လေးတွေစတင်ခြင်းတွေမှာရှေ့မရောက်တာမျိုးလေးတွေနည်းနည်းလေးအထင်ကောအကျန့်ကြာလေးတွေပေါ်နေတာမျိုးလေးတွေကြုံရတတ်တယ်လို့အထက်လူကြီးကြီးခဲ့ရဲ့ဖီးအားလေးတွေစီမင်းသစ်စီကန်းသစ်လေးတွေကြောင့်စိတ်ပန်းလူပန်းဖြစ်နေတာမျိုးစိတ်မောလူမောဖြစ်နေတာမျိုးအရာရာကိုကိုနားလှုပ်လိုက်ဒီနားတေးလိုက်လွဲလိုက်စတာမျိုးတေးလွဲတွေလွဲနေတာမျိုးတွေလုပ်ငန်းဆောင်တာကိစ္စအဝဝတွေမှာအနည်းငယ်လေးအစာပိုင်းမှာအထင်ကောလေးတွေကြုံတွေ့နေရတတ်တော့ကာလဖြစ်တဲ့အတွက် အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အရာရာကိုသတိကြီးကြီးထားပြီးလှုပ်ဆောင်ရတတ်တော့လိုအပ်သောကာလဖြစ်ပါတယ်။ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုတို့ကိုအနှဲငယ်ပြီးအားနည်းနေသောကာလယာရုနဲ့ပတ်သက်လို့နေရာထိုင်ခင်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့အဲယာရုတို့ကိုယာရုတက်ဖို့အတွက်ကိုအဲမိတ်ဆွေတို့အနေနဲ့မျောလင့်ထားသလိုဖြစ်မလာတတ်ဘူးအထင်ငော်လေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဒီကာလမျိုးမှာယာရုတို့ချင်းယာရုတက်ချင်းတွေကိုသတိပြုစင်ကြပါဘတ်စ်ဖို့လုပ်ငန်းတွေနိုင်ငံခြားဆိုင်ရာလုပ်ငန်းတွေ ရဝေးခྱི་သွားတဲ့ပတ်သက်တာမျိုးလေးတွေမှာအလိန်ခံရတာမျိုးလေးတွေအဲစိတ်တမ်းမကြဖြစ်ရတာမျိုးလေးတွေတတိပြုစင်ရင်အတွက်တော့လိုအပ်ပြီးတဲ့အခါဒီကိစ္စလေးတွေမှာတော့လော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 လင်းစလို့မပြုတ်လောက်ပါနဲ့ဖြစ်လာမယ်ကိစ္စလေးတွေကိုကြိုတင်ပြီးတော့အပြတ်သဘောဆောင်တဲ့စကားလေးတွေကိုမပြောဖို့လိုအပ်ကြောင်းနဲ့အင်္ဂါသားသမီးမိတ်ဆွေတွေဟာအလုပ်လုပ်ငန်းယာတိနဲ့ပတ်သက်လာရင်ကိုကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ရှင်းတဲ့တဦးတယောက်ရဲ့အကူအညီအကြံစီကိုရယူလိုက်တာဟာပုံမကောင်းမှုပြီးတော့ အဲကံကောင်းစီမဲ့ကာလဖြစ်ပြီးအမိခံလှုပ်ရှင်းနေအာမခံခြင်းတွေတတိပြုစင်ညာအတွက်တော့လိုအပ်သောအပတ္တကာလပိုင်းခြားဖြစ်ကြောင်းဆက်လောင်းပြောကြားလိုက်ပြသည်ဂျမ်းမာကြီးဂျမ်းမာကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဲခန္ဓာကိုယ်အောက်ပိုင်းနဲ့ပတ်သက်ပြီးတော့တတိထားစင်ညာမယ်အထူးသဖြင့်အဲ ရှီတော့တွေနဲ့ပတ်သက်ပြီးထိခိုက်တာမျိုးသို့မဟုတ်လို့ရှိရင်အဲခြေပြားလက်ပြားတွေအေးတာမျိုးတွေနာကျင်တာမျိုးတွေခန္ဓာကိုယ်အောက်ပိုင်းဒူးလို့ခါလို့နဲ့ပတ်သက်တဲ့အရာလေးတွေမှာအဲဟိုလေးလံတာမျိုးလေးတွေအဲညောင်းကြိုက်တာမျိုးဒါမျိုးနဲ့ပတ်သက်ပြီးဖြစ်စီလေဖြတ်တာမျိုးလေဖြန်းတာမျိုးတွေမှာသတိပြုစင်ကြင်ရလိုအပ်ပြီးတဲ့အခါရာသီဥပြောင်းကာလလေးတွေကြောင့်လည်းမိတ်ဆွေတို့အနေနဲ့သတိပြုစင်ကြင်ရအတွက်တော့လိုအပ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ အဲနေရာအသည့်လုပ်ငန်းအသည့်ကိုမသိတဲ့ရာသီဥတုတွေမှာတော့အပြောင်းလဲလေးတွေနေထိုင်တာလေးတွေမှာသတိပြုစင်ကြင်ရတဲ့အရက်ဒေတာစိမ့်နာမျိုးလေးတွေကြောင့်နေသားမကြတာမျိုးလေးတွေကြောင့်တော့သတိပြုစင်ကြင်ရလိုအပ်ပြီးတဲ့အခါမကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်ခြင်းနဲ့ပတ်သက်လာရင် ကိုကိုလူလွဲပြီးတိုက်တာမျိုးတွေတော်တော်တော့ညံ့တယ်เนาะဟိုလူတော်လွဲပြီးတိုက်ရတယ်ဆိုတော့เนาะအဲကိုကိုစေတနာတွေဝေဒနာဖြစ်ရတာမျိုးတွေကြုံရတတ်တဲ့အတွက်ဒါလေးတွေမှာတော့အဲသူများတွေ့တာကဏ္ဍလေးတွေသတိပြုစင်ကြမှာရှေပုတ်လက်ပုတ်စကားပြောတာမျိုးတွေမှာတော့သတိပြုစင်ရတဲ့တော့လူဝတ်တော့ကလာပိုင်ရှားဖြစ်ပါတယ်ခင်ဗျာအဲငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ငွေကြေးတွေလုံငနေရင်ငနေဝင်လာတာမျိုးလေးတွေထီပေါက်ကန်လေးတွေရရှိတတ်တယ်လို့အထက်လူကြီးမိဘကိုယ့်ရဲ့ဆရာသမားတွေရဲ့အထောက်ပံ့တွေအကူအညီတွေ စူရှင်းမြခံအားလာမျိုးလေးတွေမမျော်လင့်ပဲနဲ့မြဲမြဆဆဝင်လာတာမျိုးလေးတွေထီကန်ဆန်းလို့ထီထိုးတာမျိုးလေးတွေအဲဒီလိုမျိုးကိစ္စလေးတွေနဲ့ပတ်သက်ငွေကြေးလုံးနေရင်းနဲ့ဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့အဲငကူကမိမိရဲ့အိမ်အောင်ဖက်နဲ့ပတ်သက်ပြီးတော့ငွေကြေးတွေလုံးနေရင်းနဲ့ဝင်လာတာမျိုးသူမဟုတ်ရင်မိအကြောင်းပြုပြီးမိသားစုကိုအကြောင်းပြုပြီးလုပ်ငန်းကိုအကြောင်းပြုပြီးတော့ငွေကြေးဝင်လာတတ်တယ်လို့လက်လွန်ထားတဲ့ငွေကြေးတွေမှလည်းရရဲ့ဝုန်းဝုန်းနဲ့ပြောဆိုပြီးတော့တောင်းမှငွေကြေးလက်လွန်ထားတဲ့ကိစ္စတွေပြန်လည်ရရှိတာမျိုးတွေကြုံရတတ်တယ်လို့အဲဘာသာတရားလို့ စနလိုဘာသာရေးဆိုင်ရာကိစ္စလေးတွေပြုမှုဆောင်ရွက်လှုပ်ဆောင်ပြီးခြင်းဟာပုံမှုပြီးတော့ငွေကြေးဝင်လာတာမျိုးလေးတွေအဲဘုံတော်တစ်ခုခုဘာသာတရားတစ်ခုခုကိုရွတ်ဆိုမှုပူဇော်ခြင်းဖြင့်မိတ်ဆွေတို့တော့ငွေကြေးလုံးလေးရင်းနဲ့ဝင်လာတတ်တယ်လို့မမြင်ရတော့ပဋ္ဌာန်းဆက်တွေပုဂ္ဂိုလ်ဆက်တွေရဲ့အကူအညီတွေရရှိတတ်တယ်လို့စိတ်ထဲမှာအခက်ခဲနေရင်တော့အဲ့ဒီအခက်ခဲဟာအကြောင်းအရာမျိုးစုံနဲ့အစဉ်ပြေအောင်မြင်သွားမဲ့ကာလဖြစ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စအားနည်းနေရင်တော့ငွေကြေးနဲ့ပတ်သက်လို့စိုးရိမ်စရာမတွေ့ရဘူး အဲစိုးရိမ်စရာလည်းမရှိနေဘူးဆိုတော့ကာလကံမျိုးဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိကာလမှာအိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့အမျိုးသားရဲ့သို့မဟုတ်မိမိအိမ်တော်ဘက်ဇနီးမယားရဲ့အခုနေထောက်ကန့်တွေကိုများစွာရရှိတတ်ပြီးတော့သူတို့နားကနေပြီးတော့အကြံဉာဏ်ကောင်းတွေရရှိတာမျိုးအဲမိတ်ဆွေတို့အနေနဲ့တွေးအေးနေတာမျိုးတယောက်နဲ့တယောက်တူးနဲ့တူးနားလည်မှုလွဲနေတော့အိမ်တော်ရင်းတွေမှာဆိုရင်တော့ပြပြလဲလဲနဲ့ချစ်တူဆောင်ရွက်ရင်အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုတွေရရှိမဲ့အိမ်တော်ကြီးတွေကြုံတွေ့ရတတ်သောကာလဖြစ်တဲ့သာသမိကိစ္စလေးတွေကြောင့်တော့ငွေကုန်ကြီးကြများတတ်တယ်လို့ ဒါသမီးပညာရေးကိစ္စလေးတွေအကြောင်းစိတ်တိုင်းမကြခြင်းမျိုးလေးတွေညာစနာတော့စိတ်မကြည်လင်ခြင်းမျိုးလေးတွေအနည်းငယ်လေးဒါသမီးကိစ္စလေးပေါ်မှာမိမိမှာဖြစ်လို့သောစိတ်လေးတွေများနေတတ်တော့ကြောင်းနည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာတော့အတိအကျပဲဖြစ်ပါတယ်ခင်ဗျာတော့ဒီမိတ်ဆွေတို့အနေနဲ့ဒီအပ္ပတ္တတော်ဒီမှာဆိုလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့ မိမိတို့အနေနဲ့အိမ်အောင်ပြုရန်စိတ်ဆက်ရန်ကြောင်းလန်းပြောဆိုတာမျိုးလေးတွေအဲမိမိတို့အနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်ဝါကျွတ်ပြီးအရှိရအသက်ရဆိုတဲ့အတိုင်းဝါလည်းကျွတ်ပြီးဆိုတော့အဲဆရာမိတ်ဆွေတို့အနေနဲ့အိမ်အောင်ပြုလို့လည်းရတယ်လို့အိမ်အောင်ပြုရန်တိုင်ပင်တာမျိုးသူမဟုတ်လို့ရှိရင်အဲမိတ်ဆွေတို့အနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်မိဘချင်းတွေ့တာမျိုးလေးတွေစုံတွေ့တာမျိုးလေးတွေပြောဆိုတာမျိုးလေးမှာတော့အင်မတန်အားသာကောင်းမှုပြီးတော့အနာဂတ်အတွက် နှစ်လွာပေါက်မှအတိပြဆိုလဲဆုံးဖြတ်ချက်လေးကိုအင်မတန်ချလို့ကောင်းတော့ကာလာဖြစ်ပြီးစကားမဖြစ်ဆက်ဇာငယ်နှမလာပြီးတော့မင်္ဂလာရက်လာယူလို့ရတယ်เนาะကောင်းပြီဆိုတော့မိတ်ဆွေတို့ဒီကာလာတော့ပြမှာဆိုအိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းကြောင်းလန်းခြင်းတွေချစ်တို့ဆောင်ရလွတ်ဆောင်ရအားသာကံကောင်းမှုတွေရရှိမဲ့ကာလာဖြစ်ပြီးတော့အထက်လူကြီးအကြီးကဲရဲ့နေရာပေးခြင်းခံရတာမျိုးတွေဒီမိတ်ဆွေတို့အနေနဲ့အကူအညီထောက်ကူတွေရရှိတာမျိုးတွေဂျုံဝတ်တက်တော့ကာလာဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်လုပ်ငန်းနဲ့ပတ်သက်ရင်ကိုယ်ပိုင်လုပ်ငန်းစတင်လှုပ်ဆောင်လို့ရတဲ့မိတ်ဆွေများအနေနဲ့နည်းနည်းလေးတော့သတိပြုစင်ချင်မှာအဲကိုတူတဲ့အတွေးအမြင်တွေထပ်ဆောင်လို့ရှိရင်အခြားသူတူတွေရဲ့အကူအညီကိုရရှိပြီးတော့လှုပ်ဆောင်တာမျိုးသူများတွေရဲ့အဆုရှယ်ယာလုပ်ငန်းတွေမှာကိုကပါဝင်တာမျိုးကိုယ့်အမိမခံမဲနဲ့လှုပ်တာမျိုးဟာပုံမအားတာကောင်းမှုတိုးတက်ပြီးကံကောင်းနိုင်တော့ကာလာဖြစ်တယ်။ငါကအဲမိမိအနေနဲ့ငါကတုံးတယောက်ပစုံတယောက်ပေါ်မှာမိတ်ဆွေတို့အနေနဲ့ ဟိုစနလို့တော့ဟိုပေးစရာရှိတဲ့အရာတွေသို့မဟုတ်ရင်လွဲမှားနေတဲ့အရာတွေအထင်မြင်လွဲနေတဲ့ကိစ္စတွေမှာလည်းဒီကာလမှာပြေလည်ဖြည့်ရှင်းပြီးတော့တယောက်နဲ့တယောက်တူးနဲ့တူးနားလည်မှုတွေရရှိတတ်တော့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တအူးနဲ့တူးတယောက်နဲ့တယောက်ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုတွေကိုအချစ်တိုးဆောင်ရွက်လှုပ်ဆောင်ပြီးအားသာကောင်းမှုတွေတိုးတက်မှုတွေရရှိတတ်ပါတယ်ဆွေမျိုးသားချင်းများဖြစ်နိုင်ရင်အိမ်မလာရလို့စိုက်ထုတ်တာတက်တာပါဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ညီကိုမောင်နှမကိစ္စလေးတွေကြောင့်တော့အဲတယောက်စိတ်ညစ်စရာလေးတွေကြုံရတာမျိုးလေးတွေအဲစိတ်မချမ်းသာစရာလေးတွေ ကြားရတာမျိုးလေးတွေတို့မဟုတ်လို့ရှိရင်နည်းနည်းလေးဟိုစိတ်ပုံမကြတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်တော့ဒီ shell လေးတွေကိုသတိပြုစင်ကြမှာစက်ပစ္စည်းရင်တွေတခိုးခိုးခံရတာမျိုးတွေပျောက်တာမျိုးတွေခဏခဏပြက်တာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေမှာအရေးကြီးသောကိစ္စလေးတွေမှာတတိကလေးနဲ့မောင်းနေသုံးဆွဲအသုံးချလို့တာကပုံမူပြီးတော့ကံကောင်းစီမှုတွေကိုတတိဆိုတာပိုတယ်မရှိဘူးပြုမှုဆောင်ရခြင်းတွေဟာပုံမူအားသာကောင်းမှုပြီးတဲ့အခါရင်စက်ပစ္စည်းနဲ့ပတ်သက်လို့ရှိရင်မိတ်ဆွေတို့နဲ့ပြင်နိုင်ရင်အစ်စ်ဝယ်တာမျိုးလေးတွေမှာ ကံတရားရဲ့ထင်ကောင်းမှုကိုရရှိတတ်တဲ့ကာလအတွက်သတိပြုစင်ခြင်းမှာမိမိအိမ်ကိုခြေတော့မတန်သူတွေသို့မဟုတ်ရင်ခန္ဓာကိုယ်တစ်ခုခုမှရှိုးရွေးနေတဲ့သူတွေကိုညာအိမ်ညာနေလို့ခေါ်ပါနဲ့ဒါလေးတွေကိုသတိပြုစင်ခြင်းပေးရန်လိုအပ်ပါတယ်မိမိအိမ်ရဲ့ဖျားကြောင်းဆောင်မှာဖျားဆင်းလူတော်တွေအပဲ့တွေအပြက်တွေကျိုးနွမ်းနေတာတွေရှိလို့ရှိရင်စွန့်ပေးဖို့လိုအပ်သောကာလပတ်တာအပိုက်ချဖြစ်ပြီးတဲ့အခါမိမိတို့ရဲ့ကံစားတာညံ့နေရင်ဖျားကြောင်းဆောင်ကိုတန်ရှင်းခြင်းဖြင့်ကံစားတာတိုးတက်ခြင်းတွေရရှိနိုင်သောကာလအပိုက်ချဖြစ်ကြောင်းခါလောက်ပြောကြားလိုက်ပါစီကောင်းပြီဒီအပတ်တာတော့တင်ပါဆိုရင်အင်္ဂါသမီးမိတ်ဆွေတွေအနေနဲ့ မိတ်ဆွေတို့ရဲ့နော်အရေးကြီးသောကိစ္စတွေကိုလုပ်တဲ့အခါမှာတောက်ကြသားသမီးတို့ကြာစာပတိသားသမီးတို့ရဲ့အကူအညီထောက်ကူကိုရရှိပြီးလှုပ်ဆောင်တာဟာပုံမကောင်းမွန်အားသာပြီးတဲ့အခါအနီရောင်းလို့အဖြူရောင်းလို့မိတ်ဆွေတို့နဲ့ပန်းရောင်းလို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါတယ်အကျိုးပေးတော့အရက်ဟာတော့အချိန်မြောက်တော့အရက်ဖြစ်ပါတယ်ခင်ဗျအကျိုးပေးကံကောင်းစီတော့ကနန်းအနေနဲ့ဆိုလို့ရှိရင်တော့၆ကနန်း တက္ကနန်းနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အာသာကောင်းမှုကံကောင်းစီပါတယ်အကျိုးပေးသောအရာအနေနဲ့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ပုံတွေအယောင်ထွက်အယောင်သွက်စီလို့ပြောမိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဓာမီလေးတစ်ချောင်းနဲ့သို့မဟုတ်ရင်တက်ခဲလေးတစ်ခုနဲ့တိတွေရိုက်ပုတ်ပြီးတော့ရောင်းထွက်ပါစီလို့ဆုတောင်းရင်အယောင်ထွက်သွားမှာအသေးစားပဲဖြစ်တယ်အဆက်ဆက်ရရမိတ်ဆွေတို့အနေနဲ့အစဉ်ပြေအောင်မြင်စေရန်အတွက်ဒါနဲ့စကားမဆက်ဆရာငင်နာမပြီးနေမိစီရေခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောင်း790 290 416မှာဆက်သွယ်မိများနိုင်ကြောင်းဆရာကပြောရင်းနဲ့မိတ်ဆွေတို့အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စေရန်အတွက် ယတေဤဥခဏ်ကြီးရဲ့ဒနာတိတ်တိဆိုတော့ကာတာကိုမနမိုးလေးနဲ့ကတက်စီရွတ်ပြီးပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံတွေတိုးတက်ကောင်းမှုပြီးကံကောင်းလာမှာအသေးချာဖြစ်ကြောင်းဆရာကတပတ်စာတာတော့ဟောရင်းနဲ့နောက်ဒီလိုမှာပြန်ဆုံပါမယ်အင်္ကာတွေအားလုံးအစီအမြဲကြပါစေလို့ဆရာကဆုတောင်းပေးလိုက်ပါတယ်ယေရှုပါမယ်